အောင်းမင်းမင်္ဂလာပါ ALK YouTube channel နဲ့ညပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီညမှာတော့ Mindtail Call Center ကိုဖုန်းခေါ်တဲ့နေလန်းလေးကိုမျှဝေပြသွားမှာဖြစ်ပါတယ် Mindtail ကနေခေါ်ဆိုတဲ့နေရဲ့တခြား Telinor, OI2, MPT စတဲ့ operator တွေနဲ့လည်းခေါ်တဲ့နေလန်းနှစ်မျိုးလုံးကိုမျှဝေပြသွားမှာဖြစ်ပါတယ်အဲ့တော့ Mindtail Call Center ကိုဖုန်းခေါ်တဲ့တေးဘူးဖြစ်ဖြစ် Mindtail Call Center ကိုဖုန်းခေါ်ခြင်းတာဘယ်လိုခေါ်ရမလဲဆိုတာမသိသေးတဲ့လူတွေ ဘယ်ဖြစ်ဖြစ်အဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ Mindtech Call Center ကိုဖုန်းခေါ်ဆိုလို့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Mindtech Call Center ကိုဖုန်းခေါ်ပြီးတော့အဲကို data မှာ line line ဆွဲရအခြေအနေလေးတွေမေးလို့ရတယ်ပြီးတော့ရင်ကို sync ကနေပတ်သက်တဲ့ error လေးတွေမေးလို့ရတယ်အဲကိုနေတဲ့နေရာပတ်ဝန်းကျင်မှာအဲ line chain လေးပြင်ဆင်မှုရှိမရှိ line ဖြတ်ထားတာရှိမရှိစားတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့အသေးစိတ်မေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့ အားလုံးပဲကျွန်တော်တို့အတူတူဗီဒီယိုလေးဆုံးတဲ့အထိလိုက်ကြည့်ပေးကြပါမယ်ခင်ဗျာပထမအဦးဆုံးကျွန်တော်မိုင်တဲကတ်နဲ့ခေါ်ပြမှာဖြစ်ပါတယ်966ကဒါမိုင်တဲကတ်နဲ့ခေါ်လို့ရတယ်မိုင်တဲကော့စနာနံပါတ်ပါဒီနေရာမှာ तू ကအင်္ဂလိပ်လိုပြောတာလည်းရှိပါတယ်မြန်မာလိုပြောတာလည်းရှိပါတယ်ကျွန်တော်တို့နားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေအဲ तू ပြောနေတဲ့အတန်လေးဆုံးတဲ့အထိကျွန်တော်တို့နားထောင်ပြလိုက်ပါ my dear call center ကတော့မနေ့၈နာရီခွဲကနေ ညနေ9:00နာရီခွဲအတွင်းမှာခေါ်လို့ရပါတယ်အဲ့တော့အတန်ဒီဆုံးအောင်နားထောင် ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတုံညကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲတုံညကိုဆက်နှိပ်လိုက်မှာကျွန်တော်တို့ရဲ့ခေါ်ဆုံးမှုကိုသူကလက်ရှိ တောင်းဝင်ထမ်းဆောင်နေတဲ့ဝန်ထမ်းတယောက်ယောက်နဲ့ချိန်ပြမှာဖြစ်ပါတယ်အဲဒီလိုဆိုရင်တော့မိုင်းတက်ကနဲ့ကောစင်တော်ကိုဖုန်းခေါ်တက်ပြီလို့ထင်ပါတယ်ကျွန်တော်နောက်ထပ်အခြားကတ်တစ်ခုနဲ့လည်းခေါ်ပြပါအောင်မခင်ဗျာဒါကတော့ကျွန်တော်တယ်လီနောကတ်နဲ့ခေါ်ပြထားတာဖြစ်ပါတယ် အဲတခြားကတ်တင်နဲ့ခေါ်မယ်ဆိုရင် Mydel Call Center ရဲ့နံပါတ်က6939လေးလုံး966ဖြစ်ပါတယ်။ Telinor Oridu MPD နံပါတ်တွေနဲ့ခေါ်မယ်နံပါတ်ပေါ့နော်။အဲ့တော့ဒီနေရာမှာလည်းခုနကတုန်းကလိုပဲမြန်မာလိုပြောတာရှိတယ်အင်္ဂလိပ်လိုပြောတာရှိတယ်ကျွန်တော်တို့ကအတန်ဆုံးပြီဆိုရင်တုံညာကိုဆက်နေလိုက်ပါအခုဆိုရင်တော့ဗီဒီယိုအစားဆုံးကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်း Mindel Call Center ကိုအဲဖုန်းခေါ်တက်ပြီးလို့ကျွန်တော်ထင်ပါတယ် single နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့မမေ့ကြပါနဲ့ဟုတ်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘေးရန်ကြီးကင်းရှင်းကြပါစေနော်